ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတိုက်ရဲဘော်ဒီစကန်ကိုကင်းမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကဒီနေ့ကျွန်လာ၁၀ရက်နေ့မှာတင်းယူလိုက်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ TK နယ်စပ်စစ်ကောင်စီတပ်ဗျူဟာစခန်းနာကအဲဒီတပ်စခန်းကိုကျွန်လာ၁၀ရက်နေ့ကစလို့စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အမှတ်25ချင်းတန်းရဲ့အခြေပြုထားတဲ့ ဘောဓိစကံကိုဒီကနေ့မနေ့မှာသိပိုက်နိုင်တာဖြစ်တယ်လို့စီရေတင်အရင်မြင့်တချိုစီကသိရပါတယ်။ဘောဓိစကံသိပိုက်တာနဲ့ပတ်သက်ပြီးခင်နယူနဲ့တွန်လိုင်းတက်တွေဖက်ကားတစုံတရာထုတ်ပြန်တာတော့မရှိသေးပါဘူး။ထိုင်းမြန်မာတိကိနေဇန်မှာစစ်ကောင်စီတိုက်ရဲဘော်ဒီစခန်းနဲ့ငရဲနီစခန်းနှစ်ခုသာကြံပြီးလက်ရှိမှာဘော်ဒီစခန်းကိုပါ ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စတင်တိုက်ခိုက်တဲ့နေမှာစစ်ကောင်းစီကဘော်ဒီစကန်ပပလဲနဲ့အမိုးရွာဖက်ကိုပါဘုတ်ချက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ရသားနေတချို့ထိခိုက်ပျက်စီးပြီးဘော်ဒီစကန်နာကအမိုးရွာအပါဝင် ထိခိုက်ဒေသခံတွေပါစိုးရိမ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။